ဖြူဖြူဖြူချော့ချော့လေးဖြူ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 ချော့ချော့လေးဘာလို့ချော့ချော့ဆိုတော့ရှင်လက်ပါဆိုင်လို့ဘောကဖြူ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 ချော့ချော့လေးနမိတ်မဖြူဖြူဖြူနဲ့အလားဆုံးမျိုးသမီးတွေဇနီးတွေရဲ့တဝင်တုံမှုကဒါဘောကအဆက်ဆက်ကအမြင်နဲ့ရှိနေပါပဲဆိုတော့ဟိုခါသားစီးတော်လေးကနေပြီးတော့ဟိုပြောကြကောင်းပါကြည့်တော့ဆိုင်ကကျုပ်တို့နေနေရကျုပ်မိသားစုပိုင်းနဲ့ကောက်ဝဲရမှာကျုပ်တို့မှာတာဝန်ရှိတယ်အဲအမတ်တရားဆိုလို့အာအဓိကတော့ဟို ကျွန်တော်နဲ့မေလေးနဲ့တမီးလေးနဲ့ပေါ့မိသားစု၃ယောက်ကတော့အဲ့လိုဖြူဖြူဝေးဝေးကြီးတွေနဲ့တနေကုန်နေရတာပေါ့လေဒါပါပဲဟိုကျွန်တော်တို့ဒီဘက်ဝိညာဉ်မဖြစ်ခင်ဘဝစင်းရတစိမ့်မဲ့ပါဆိုတော့တကားလုံးကတော့ဖြူဖြူပွေးနေရတာပေါ့အဲ့ဒါတော့အမတ်တရားပဲပေါ့အဲ့ပေါ့အဲ့၆ရတဲ့ဥစ္စာလဲကျွန်တော်တို့ကဟိုတကယ်တရေကစစ်စစ်ကြီးလို့အဲ့လိုမျိုးအထိတ်လန့်နဲ့ဟိုလန့်နဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကချစ်စရာကောင်းအောင်၆တဲ့ပုံစံမျိုးလေးပေါ့လေအဲ့လိုမျိုးပေါ့ချစ်စရာကောင်းအောင်စနောက်တဲ့ 6နီးပုံစံလေးရင်းနဲ့ကျွန်တော်တို့ကဟိုပလော့လေးစင်ထားတဲ့အတွက်ကြောင့်ဟိုအဲ့ဒါလေးတွေအမှတ်တရပါပဲကိုသေးပြောတာတော့ဒီအိမ်ကိုဆွဲအဆွဲလန်းနဲ့အိမ်မှာရှိနေခဲ့တဲ့အနေထားတစ်ခုကိုကျွန်တော်အိမ်မြောင်နဲ့နိုင်ရှင်လိုက်တာလို့ပြောတယ်အဲ့ဒါတော့ကိုကျန်လေသိစရာလေးမသိအဓိကတော့အဲ့အလွန်ခဲ့နှစ်နှစ်ကျော်ပါတော့တာညီရဇလီလန်းပြောပြီးတော့တကယ်ချင်းရေးတဲ့ရရအောင်ဆိုတာညီနယ်လည်းတကားမှကျွန်တော်ကိုကျန်မစုံဘူးဆိုတော့လေပြီးတော့လေအဲ့ production ကလည်းအစ်အကိုတွေကလည်း အင်ဗိုက်လောက်တာနဲ့ပဲရိုက်ဖြစ်သွားတာပေါ့ပုံမှန်တော့လေးရငါတို့အင်ဂျီကိုဘာလို့ရောက်လာသလဲဆိုတာငါသိတယ်အဲဒီကတော့ဒီဒီဟာတာရတလေးလေးပျော်စီနေတာပေါ့နော်ပျော်စီနေတော့အကလိုက်တာပေါ့အကတော့ဒါရိုက်တာနဲ့ညှိပြီးတော့ကပစ်သွားတာပေါ့ You make you look to my heart အဲ့တော့သူဒီဝိဒီဒီဝိညာဉ်ရဲ့ဟိုလူလူသားဘဝတော့ဖြစ်တည်နေတဲ့ဟို ဆွဲလန်းမှုတစ်ခုပေါ့လေအဲတော့သူကလူသားဘွားတော့ Elvis Presley ကိုရမ်းကြိုက်တာဆိုတော့ဟိုခရိုက်ဟိုစိတ်ခံစားမှုလေးတစ်ခုထည့်ထားတော့ဝိညာဉ်ဘွားမှာလည်းအဲ့လိုဖြစ်သွားတာပေါ့အဲတော့ဒီဝိစုံနေပါလေဆိုလဲသေချာလေးလှုပ်ဖြစ်တယ်ပေါ့လေဒါဆွေရင်စမကမင်းသက်ဆန်တို့ညီတွေပဲအကူညီတောင်းပြီးလှုပ်ခဲ့တယ်ပေါ့ဟုတ်တယ်ဟုတ်တယ်နည်းနည်းလေးချွေးတွေနဲ့ပြန် ပြက်သွားရင်ပြန်ကွက်သွားရင်ပြန်လိမ့်ပေါ့အဲ့လိုကြီးပဲနေနေရတာပေါ့စီစီပါပါကြီးပေါ့အိမ်မမဖြူဖြူချော့ချော့လေးဖြူဖြူဖြူချော့ချော့လေးဘာလို့ချက်ချောင်းချော့ရှင်းပါဆိုင်လို့ဘောကဖြူဖြူဖြူချော့ချော့လေးနမိတ်မဖြူဖြူပြူရနဲ့အလားဆုံးဟောအဲ့အဲ့အဲ့အားတော့ဟိုရည်စရာလေးပေါ့နော်ပျော်စရာလေးကောင်းပါတယ်ဟိုမင်းမင်းဘောအမျိုးသမီးတွေဇနီးတွေရဲ့တဝင်တူမှုကဒါဘဝအဆက်ဆက်ကအမြဲတမ်းရှိနေပါပဲဆိုတော့ဟိုခါသာစီတော်လေးကနေပြီးတော့ဟိုပျော်စရာကောင်းပါတယ် ချီတော်ဆိုင်နေရာကျုပ်တို့နေတဲ့နေရာကျုပ်မိသားစုပိုင်နဲ့ကောက်ွယ်ရမှာကျုပ်တို့မှာတာဝန်ရှိတယ်အမတ်တရားဆိုလို့အာအဓိကတော့ဟိုကျွန်တော်နဲ့မေလေးနဲ့တမီးလေးနဲ့ပေါ့မိသားစု၃ယောက်ကတော့အဲ့လိုဖြူဖြူဟိုးဝေးကြီးတွေနဲ့တနေကုန်နေရတာပေါ့လေဒါပါပဲဟိုကျွန်တော်တို့ဒီဘက်ဝိညာဉ်မဖြစ်ခင်ဘဝစင်းရတစိမ့်မဲ့ပါဆိုတော့တကားလုံးကတော့ဖြူဖြူဟိုးဝေးကြီးနေရတာပေါ့အဲ့ဒါတော့အမတ်တရားပဲပေါ့အဲ့ပေါ့အဲ့၆ရက်ဥစ္စာလဲကျွန်တော်တို့ကဟိုတကယ်တရေကစစ်စစ်ကြီးလို့အဲ့လိုမျိုးအထိတ်လန့်နဲ့ ဟိုလှန်တဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကချစ်စရာကောင်းအောင်ခြောက်တဲ့ပုံစံမျိုးလေးပေါ့လေအဲ့လိုမျိုးပေါ့ချစ်စရာကောင်းအောင်စနောက်တဲ့ခြောက်နီးပုံစံလေးနဲ့ကျွန်တော်တို့ကဟိုပလော့လေးစင်ထားတဲ့အတွက်ကြောင့်ဟိုအဲ့ဒါလေးတွေအမှတ်တရပါပဲကိုသေးပြောတာတော့ဒီအိမ်ကိုဆွဲအဆွဲလန်းတဲ့အိမ်မှာရှိနေခဲ့တဲ့အနေထားတစ်ခုကိုကျွန်တော်အိမ်မြောင်နဲ့နိုင်ရှင်လိုက်တာလို့ပြောတယ်အဲ့ဒါတော့ကိုကျန်လေသိသိရှာလေးမသိအဓိကတော့ကျွန်တော်တို့ကတော့ဟို ရိုက်ဟိုဘောတေးဥဆောင်တာတော့အားလုံးတေးဥဆောင်နေကြတာပါပဲအဓိကပရိသတ်ကိုပေးရရတ္တပေါ်မှာဒါဟိုဟိုဘယ်လိုခေါ်မလဲမျိုးစုံကွဲပွားကြတာ哦အဲ့တော့ကျွန်တော်တို့ဒရမာရိုက်လဲဒီဒရမာနဲ့ပတ်သက်တဲ့ဇက်အိမ်ကာရက်တာရကျွန်တော်တို့ပေးတဲ့အဲခံစားမှုရတ္တတစ်ခုရမှာပေါ့လေဟိုပျော်ကြဆိုလဲပျော်ကြရတ္တပေါ့အဲအဲ့လိုငိုကြဆိုလဲငိုကြရတ္တပေါ့ဒါမျိုးလေးကတော့ပြောင်းလဲနေဦးမှာပါပဲအဲ့တော့ဟိုကျွန်တော်တို့ကရတ္တမျိုးစုံပေးနိုင်အောင်ပဲစူးစမ်းနေပါတယ်အဲဝမ်းသာပါတယ်ပရိသတ်ကျွန်တော်တို့ကဖန်တီးရဲ့လူတွေဆိုတော့လဲ ကိုဖန်တီးသမ ्या ကပြိသက်မျက်စိရှိမှာကျွန်တော်တို့ကတင်ပြကျင်တာကိုဖြောပြတင်ဆက်ကျင်တာကိုပြိသက်ရဲ့လက်ခုပ်တံကို နားစွန့်ကျင်တာကိုအဲ့တော့လေပြိသက်ရှိရောက်သွားတဲ့ဟိုအခိုက်တန့်တွေကကျွန်တော်တို့တွေကတော့အဲပီတိဖြစ်စရာကြီးပါပဲခင်ဗျအဲ့တော့ကျွန်တော်ဇကားလေးတွေလည်းတိစရာလေးဇလန်းမျိုးစာလေးနဲ့ဟို presentation ပုံစံလေးတွေအားစကျွန်တော်နည်းနည်းလေးဟိုဘယ်လိုခေါ်မလဲပြိသက်အတွက် တခုခုစမ်းသစ်မဲ့အာမျိုးလေးတွေကိုဦးစားပေးပြီးတော့ရိုက်ကူးထားရလေးရှိပါတယ်အဲ့အာလေးတွေကလည်း58ကိုအမြန်ဆုံးရောက်လာဖို့လည်းကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျမေလေးနေ့ကအဲ့လိုခဲ့နှစ်နှစ်ကအဲ့ဒါပထမဆုံးကားပဲခင်ဗျအဲအဲ့မှာစစုံပြီးတော့တောက်လျှောက်တော့ဟိုစုံပြစ်တယ်မေလေးနေ့ကကျွန်တော်ထင်တယ်3ကားလောက်တော့4ကားလောက်တော့ရှိမှာချင်တယ်ကြာမေလေးနေ့ဒါပထမဆုံးကားပဲဒီအိမ်မြောင်ဟုတ်တယ်ဟုတ်တယ်အဲ့နောက်ပြန်မှကျွန်တော်တို့ဒီ Ghost Hotel လို့ပါတို့အဲဒါထဲမှာဘာရှိအောင်လဲမသိဘူးအဲ့အမျိုးလေးတွေရှိတယ် အဲအဆင်ပြေရတဲ့ဟိုဟိုကလေးတွေကလည်း challenge ကလည်းကောင်းကြတော့ဟိုသိပ်ပြီးတော့ကျွန်တော်တို့ ਨੇ ဟိုတားကြတာဖြစ်ပြီးတော့လေးလေးမြန်မြန်ဟို harmony ဖြစ်တယ်ပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျအာဒီကားလေးကပြည်သက်အတွက်အဲជីနူးပြီးတော့ပျော်ရွှင်စရာကောင်းတဲ့တရေကားလေးပါခင်ဗျအာအလုံးပျော်ပျော်ရွှင်မှုရတာလေးတစ်ခုတည်းတရှိအားပေးပါအောင်လို့ဖိတ်ခေါ်ပါရခင်ဗျ